ဒင်းတိုင်းတိုင်းရေဖြူမြို့နယ်ကတဝက်အထူးစီးပွားရေးဇုံလမ်းမိုက်အတွင်ကင်းယူနေတဲ့အကြမ်းဖက်စစ်တပ်ကိုတော်လန်ရေးပူပေါင်းတပ်တွေကဝေရောက်တိုက်ခိုက်မှုအတွင်စစ်တပ်ကထိခိုက်သေးဆုံးမှုတွေများထားပြီးတော်လန်ရေးဘက်ကလည်းထိခိုက်မှုတချို့ရှိခဲ့တယ်လို့ရေဖြူမြို့နယ်ပတ်ကပကထုတ်ပြန်ထားပါတယ်။ဒါကတော့အော်တိုဘားလ25ရက်နေ့ကပဲရေဖြူမြို့နယ်ဝချောင်းကျေးရွာအနီးကတဝက်အထူးစီးပွားရေးဇုံစီမံကိန်းလမ်းမိုက်အတွင်ကင်းယူနေတဲ့အကြမ်းဖက်စစ်တပ်ကိုတော်လန်ရေးပူပေါင်းတပ်တွေကဝေရောက်တိုက်ခိုက်ချေမှုန်းခဲ့တယ်ဆိုပါတယ်။ အဲ့ဒီလိုတက်ခတ်မှုအတွေ့စစ်တပ်ဘက်ကတိကြိုက်သိဆုံးမှုတွေများထပြီးလက်တော်သိရှိထားချက်အရာတွေစစ်သား၁၀ဦးဝင့်ကျင်ကအတိအသင့်တိတ်ကုန်ကြတဲ့အကြောင်းနဲ့ဒဏ်ရာရတဲ့သူတွေပါရှိထားတဲ့အကြောင်းကိုတည်ထားရတယ်လို့ဒေတာတွဲစီရင်တဲ့အရင်းမြစ်ကပြောထားပြီးတော်လိုင်းဘက်ကလည်းရဲဘော်နှုတ်ဦးဒဏ်ရာရခဲ့တယ်လို့ရေပြူမြို့နယ်ပကပကထုတ်ပြန်ထားပါသေးတယ်ခင်ဗျနှင်းတိုင်းတိုင်းလောင်းလုံးမြို့နယ်မောင်းမကန်ရေစကန်တိန်တိုက်ပွဲတွင်မှာ ဂျပန်စစ်တပ်ဘက်ကစစ်နယ်ဦးဟာတေသွားပြီးလက်လက်မျိုးစုံ22လက်ကိုသိမ်းဆည်းရရှိခဲ့တယ်လို့အမှတ်33နီးပြူဟာမှုရဲဘော်စောဒါကိုကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရယ်အော်တိုဘာလ26နှစ်မနေ့9မိနစ်30လောက်မှာမောင်းမကန်ရဲစခန်းကိုတော်လန်တပ်ဖွဲ့တွေကဝန်ရောက်တိုက်ခတ်ခဲ့တာဖြစ်ပြီးနနေ့9:30မိနစ်လောက်မှာတော့ရဲစခန်းတစ်ခုလုံးကိုအောင်မြင်စွာ သိမ်းပိုင်ရှင်းလင်းနိုင်ခဲ့လို့လည်းသိရပါရယ်စခန်းသိမ်းတိုက်ပွဲအတွင်းမှာ အကြက်ဖက်စစ်တပ်ဘက်က12ဦးဟာသေသွားတာဖြစ်ပြီး10ဦးဟာထိခိုက်ဒဏ်ရာရှိခဲ့လို့လည်းသိရှိရပါတယ်။ဒါ့အပြင်တော်လန်ရဲဘော်တဦးလည်းမြင့်မြတ်စွာ အသက်ပေးလိုခဲ့ရလို့လည်းသိရှိရပါတယ်။ရန်သူဘက်ကတိုက်တဲ့နေရာမှာ တော်တော်လေးကိုကြောက်ရွံ့နေပြီးတော့တော်တော်လေးကိုသွေးပြက်တဲ့အနေအထားမှာရှိတယ်။တော်လန်တပ်တွေလုံနိုင်လိမ့်မယ်လို့မထင်ဘဲအလင့်ငိုက်မှာသူတို့ခံလိုက်ရတာဖြစ်တယ်လို့လည်းအမှတ်33နီးပြူဟာမှုရဲဘော်စောသားကိုကပြောပြပါတယ်။တိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်သားတွေစီကနေ ဦးစီးအမျိုးသားတနက်6လက်ဂျီ3အမျိုးသားတနက်9လက် short gun smoke gun နှစ်လက်ကွန်မန်ဒိုစိန်ပြောင်းနှစ်လက်6လုံးပြူလေးလက်စုစုပေါင်းလက်နက်မျိုးစုံ22လက်ဂျမ်ဘာ12လုံးနဲ့ခရမ်းတွေကိုလည်းတင်ဆက်ရရှိခဲ့ပါတယ်ရဲစခန်းသိမ်းတိုက်ပွဲကိုပြည်သူ့ကာကွယ်တပ်မတော်အမှတ်1စစ်စင်ရင်နေမြေအထူးတိုင်းစစ်တနာကုကဲမှုအောက်ကနီးပြူဟာ33 ဒေါနာ တက်ရင်တက်ခွဲလေး KBDF ဒေါနာတက်ရင်တက်ခွဲခွန် LPF နဲ့အတူမဟာမိတ်တပ်ပေါင်းစုတွေဖြစ်ကြတယ်။ဒဝဲခရံတပ်ပေါင်းစု DNL ဒူရကစစ်ကြောင်းရမညမွန်တက်တော် Federal ဒူဝွန်ကျဲတက်တွေအလုံးပူးပေါင်းလှုပ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်ရှင်။လောင်လုံးမြို့နယ်ကနေတပြားရွာဘက်ကိုစစ်တောင်းထိုးလာတဲ့ဆရာနာရှင်တက်စစ်တောင်းက တပြရွာသားနှစ်ဦးကိုဖမ်းဆီးထားတယ်လို့ဒေသခံတွေကပြောပါတယ်။အသက်50ကျော်အရွယ်ဦးလှအေးနဲ့အသက်30ကျော်အရွယ်ကိုညီလေးတို့နှစ်ဦးကိုစစ်ကြောင်းကဖမ်းဆီးသွားပြီးကြံတူးကတော့ထွက်ပြေးလွတ်မြောက်ခဲ့တယ်လို့ဆိုပါတယ်။ဖမ်းဆီးခင်ရတဲ့ဦးလှအေးနဲ့ကိုညီလေးကိုရိုက်နှက်ထူထောင်ထားတယ်လို့ပြောပါတယ်။ဆရာနာရှင်တက်စစ်ကြောင်းထိုးနေလို့အင်းဆောက်တပြမဲမော်မကျုံးမော်ရွာကဒေသခံတွေထွက်ပြေးတင်းရှောင်နေရပါတယ်။ ဒီကနေ့အော်တိုဘာလ31ရက်ရန်ကုန်ဈေးကွက်မှာအခောက်ရှိတစ်ချက်သားကို84သိန်း8000ကျပ်ဖြစ်နေပါတယ်။ဒဝယ်ဈေးကွက်မှာတော့ရန်ကုန်ဈေးကိုအခြေခံပြီးအခောက်ရှိဈေးဟာကြိုက်ရောင်းကြိုက်ဝယ်ဈေးဖြစ်နေပါတယ်။ထိုင်းဘတ်ငွေလဲနှုန်းကတော့မြန်မာငွေ3သိန်းကို135ဘတ်ဖြစ်နေပါတယ်။